ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တဲထိတ်ရှင်ဘောပရလောကဇလံတွေကိုမှနားကျင်လို့သူများအတွက်ကျမတို့ရဲ့ BMS Channel ကနေကြိုဆိုလိုက်ပါရစေ။ BMS Channel မှာတင်ပြပေးမိဇလံလေးတွေကိုနားဆင်ဖို့အတွက်လည်း Channel လေးကို Like and Subscribe လုပ်ထားပြီးဟောဇလံသစ်တွေတင်လိုက်မှသိရှိနိုင်အောင်လေဘေးနားနိုတီဘဲခံလာလေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။ဒီကနေ့ကျမတင်ဆက်ပေးသွားမယ့်ဇလံလေးကတော့စာရေးသူရှင်မင်းကံဘလူရေးသားထားတဲ့ဘွားမေအစိမ့်နဲ့ အောင်လန်းမင်းကောင်ရဲ့အဆုံးသက်ဆိုတဲ့ဇလံလေးကိုတစ်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်။နာတော်တာဇင်မိကြပါအောင်ရှင်။ရွာရေရှိဆုံးထိဆုံးမများမှာထိုင်လိုက်ထားလိုက်လမ်းရှောင်းလိုက်ဖြင့်အတော်လေးနေရာခန့်နေခဲ့ကြတယ်။ကျုပ်တော်နေမရတော့ဘူး။တွားမှဖြစ်တော်မယ်။အရှုံရှုံရွာထဲမှာထွက်သွားတဲ့ဆုံးထိဆုံးမများကိုနန်းချိုင်ငေးကြည့်နေပြီးရင်ထိုချိန်၌အောင်လန်းမင်းကောင်မှာသူ့ရဲ့အိမ်၌ရှိမနေခဲ့ပြီ။ အောင်လန်းမိကောင်နဲ့အတူမရလေးရောက်တည်လဲရွာနိုင်ရှိမနေခဲ့တာမမမမသူတို့ဘယ်ထွက်သွားကြလဲမသိဘူးနန်းကြိုင်ဒီအချိန်မျိုးအကဲခတ်ပြီးမှရှင်ညို့စီတို့အပြေးသွားကပြောရှာတယ်မမတို့လည်းလိုက်သွားရတော့မင်းညီမလေးကြည့်ရတာအဖားတို့ရောက်နေကြပြီထင်တယ်ဟိုးဖိုင်းရတော့ကြံခဲ့ရင်မမကျုပ်တို့ဘလို့လုံးကြမလဲအဖိုင်းဆိုတာတခြားသူမဟုတ်နန်းကြိုင်အနီးကပ်နေနေရတဲ့စုံးမကြီးသားဖြစ်တယ်မဖြစ်နိုင်တာညီမလေးရဲ့ တို့ကြီးရတော့ရောက်မလာနေလို့မြောင်အမိတ်ပဲအခေါ်ခံထားရပုံပါပဲဒါနဲ့ဟိုအောင်လန်းကောင်နေသူ့မိမရရောပါသွားရဲ့သူတို့ကဒီမှာမရှိဘူးလေမနဲ့ကနေ့ကပြောင်းနေကြတာဟင်သူ့မယားရရောပြောင်းနေရလားရှင်ညို့အမိကိုနန်းကြိုင်ကောင်းငိတ်လိုက်တယ်ဒါဆိုမဖြစ်ဘူးမမတို့တွေလည်းလိုက်သွားရတော့မယ်ညီမလေးလာမမလက်ကိုကင်ထားရှင်ညို့ကနန်းကြိုင်ရဲ့လက်ကိုကင်ပြီးနေရာမှခက်သက်သက်ထွက်လာခဲ့လိုက်တယ်ဟဲ့နင်တို့ကောင်းဆောင်ဖဲမလား မသိဘူးမရှိဘူးဟုတ်တယ်ကျုပ်တို့ကတော့ဒီမှာမရှိဘူးသူပြန်လာရင် ခမည်းမလွယ်ဘူးသာမှတ်အဖွားကြီးစုံးနေရဖွားမေစေကိုမျက်တောင်နှီးကြည့်ပြေကြည့်ပြီးပြောလေဖွားမေစေရဲ့နှပေ၌စုံးဖြူမှလေးရောင်နဲ့ဒေါ်တော်ခန်းလေးအတူရှိတယ်ကဲခေါင်းဆောင်မရှိဘူးဆိုတော့ဖွားပြောမယ်မင်းတို့ရဲ့ပညာရက်တွေစွန့်မလားအသေးပဲခံမလားဆိုတော့ကြိတ်တာတာရွေးပြီးတော့ကွယ်ဖွားမေစေကပြောတော့စုံထီစုံမတို့ဒီတယောက်မျက်နာတယောက်ကြည့်ကုန်ကြတယ် ပညာထုတ်တော့မယ်မစင်းစားကြနဲ့နော်ဒီနေရာမှာရှိနေတဲ့သူတွေကညီတို့ထက်ပညာမြင့်တဲ့သူတွေကြီးပဲဖွားတို့ဘက်ကမြစ်တာထားတဲ့အနေနဲ့ပြောရမယ်ဆိုရင်တော့ညီတို့အားလုံးသာပညာတွေစွန့်ပြစ်ကြမယ်ဆိုရင်ဒီနေရာနေအသက်ရှင်ရပြန်ကြကြလိမ့်မယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့အသေးထွက်ပဲထွက်ရလိမ့်မယ်ကဲပါလေအရှင်ထွက်ကြမလားအသေးပဲထွက်ကြမလားစဉ်းစားကြပေါ့ဟွကျုပ်တို့ဒီမှာပဲပညာစွန့်နိုင်ဒီပညာရဖို့မနေစူးစမ်းယူထားရတာ တော်တို့ရှေ့ဒူးထောက်ပြီးပညာစုမှုအတွက်စူးစမ်းခဲ့ကြမဟုတ်ဘူးဒီရောက်အသေးခံပြီးပဲနိုင်အောင်တိုက်ရလိမ့်မယ်လမ်းမလျှော့နိုင်သူများကဖွားမိန်စိန်တို့ကိုတိုက်ခိုက်လျာဆုံးဖြူမလေးယောက်ကရှေးမှတားဆီးပြီးထိုဆုံးထိဆုံးမများအားတံပြန်တိုက်ခိုက်ခဲ့ကြတယ်ဆုံးထိဆုံးမများမှာ အာမတူရာကိုတိုက်ရတာကြောင့်နောက်ဆုံး၌တိပွဲဝင်ခဲ့ကြရရှာရင်ကြံတော်ဆုံးထိဆုံးမများကလည်းပညာစွန့်ပါမယ်လို့အထက်ထက်အခါခါပြောပြီး တို့အားမတက်ဖို့ရန်လဲတောင်းပန်ကြဆိုင်။တမိနော်ကညီမများနဲ့အတူသူတို့ပညာစွန့်ဖို့ကူညီပေးလိုက်ပါကွယ်။ဟုတ်ကဲ့မင်းဒေါ်နော်ခန်းတီလည်းဆုံးဖြူမာကြီးလေးယောက်နဲ့အတူကျန်ရစ်သောဆုံးတို့အားတစ္ဆာဆိုပြီးပညာများကိုစွန့်ခိုင်းလျော်တယ်။ရှင်ညိုနဲ့နန်းချိုင်တို့လည်းဖားမေစင်းတို့မြင်လာကြောင်းဝမ်းသာအားရပြေးထွက်ခဲ့ကြတယ်။အဖေနန်းချိုင်ကအော်ကာပြေးလာရင်ဖားမေစင်းကိုပြေးဖက်လျက်ရှင်ညိုကလည်းဝမ်းသာပျော်ရွှင်စွာအနားရောက်လာခဲ့တယ်။ မြေးလေအဆင်ပြေပါရဲ့နော်သူတို့မြေးလေကိုနှိပ်စက်ကြသေးလားဖောင်းမိန်ချင်းရဲ့အမေကနန်းတိုင်ကခေါင်းခါရံပြီးကျုပ်ကိုမနှိပ်စက်ပါဘူးဒါပေမဲ့ဟိုးဖွားရတော့ကျုပ်ကောင်းနေမကြမကြခောက်တယ်ဖွားရဲ့နန်းချိန်စကားကြောင့်ရှင်ညိုနဘေးကိုတေချာလိုက်ကြည့်ရင်တင်းနေသော ဆုံးထီဆုံးမများနဲ့ပညာစွန့်နေသောဆုံးထီဆုံးမများကိုကြည့်ရင်ဆုံးမကြီးမပါသေးဘူးဖွားဒီဖွားကြီးလဲဒီလိုလာမှကျုပ်တည်ဒါပေမဲ့သူ့ခန္ဓာကအိုမင်းလုံးတော့ ခန္ဓာနဲ့လာမှာတော့မဟုတ်လားဘူး။ရှင်ညို့စကားကြောင့်ဖွားမေစင်လည်းမျက်စိဝေးရှာရာရွာရဲသူ့ပြန်ဝင်တော့မေဆုံးမကြီးရဲ့လက်ပြတွေ့လိုက်ရတယ်။ဖွားမေစင်တောင်ဝိကိုမြေပေါ်သို့စောင့်ချပြီးဆုံးမကြီးရဲ့လက်ပြအားအနီးသို့ခေါ်လျော်တယ်။ဆုံးမကြီးခမရရုံရီမရပြင်းရီမရဖြစ်ကတဖြည်းဖြည်းဖွားမေစင်တို့အနီးသို့ရောက်လာခဲ့တယ်။ဘယ်သွားမလို့တော့ဤဒါညီရဲ့တပည့်တွေမဟုတ်ဘူးလား။ကိုတပည့်တွေတော့ကိုကာကွယ်ပေးရမှာပေါ့။တပည့်မကောင်းစိတ်ရကောင်းနဲ့ ညိတောင်းဝင်ယူရမှာပေါ့ဤဖွားမေစိန်စကားကြောင့်စုံမကြီးမှာမျက်တောင်နီကြီးဖြစ်ဖွားမေစိန်ကိုကြည့်လေညီတို့နိုင်တော့လှုပ်ထားကြအောင်ပေါ့ဤကျုပ်လင်းလာညီတို့တွေကိုချင်းကိုကြိုတူးထားဖို့တွေးကြအဖဒေါ်မြခက်ကြီးရောက်နေရလားနန်းချန်ကစုံမကြီးကိုမမြင်ရတာကြောင့်ဖွားမေစိန်ကိုမေးရှာတယ်ဖွားမေစိန်ကကောင်းကြီးတော့ဒေါ်မြခက် အဖွားဤတော်ကြီးကျုပ်ကောင်ခဏနာခောက်တာကျုံမှတ်ထားတာတော်ကြည့်ထားလိုက် ဒါကြုတ်ပါနဲ့ကြုတ်ရီးတွေပဲတော်ကြုတ်အတွက်သူတို့လက်စားချေလိုက်မယ်တော်ပါတတ်နိုင်သေးတယ်လို့နန်းချိန်မှာသူခန်းစားခဲ့ရသမျှကို ပြန်၍ရန်တွေ့လျော်ရင်ရှင်ညွာတော့ညမဖြစ်သူကြည်ရင်ပြုံးနေလေကဲမြခက်ညီအသက်ရွယ်နဲ့ကျုပ်တို့ပညာရှင်မလို့လားဤကြည်ရတာတော့ညီပညာတွေညီလင်စီပေးထားတာမဟုတ်ဘူးလားဖွားမေစီယာမေရော ဆုံးမကြီးမှာမျက်လုံးချင်းအကြည့်လွှဲပြီးရှက်မြဲအတိုင်းရှက်နေခဲ့တယ်ကဲကဲ ညီကိုခုနေတက်လဲပါမှမထူးပေဘူး။မကြခင်ညီကိုညီရဲ့လုပ်ခဲ့သမျှမကောင်းမှုတွေအတွက်ငရဲမိကိုယ်တိုင်လာခေါ်တော့မှာပါ၏။ညီဆောင်လိုက်ပေါ့။ဖောင်းမိန်စင်ကထုံမြတာပြောလျော့ရှင်ညိုကသူ့ကိုပြန်မလွတ်နိုင်အောင်ပါ။သူ့သားပြန်သွားရင်ကျုပ်အစီအစဉ်တွေပြက်ကုန်လိမ့်မယ်။ကျုပ်တို့ကအခုမှစတိုက်ရမှာလေ။နောက်ပြီးတော့အောင်လန်းမင်းကောင်တွေသူ့မယားတွေကအခုတိရွာမှာမရှိသေးဘူးအဖွားရဲ့လို့ပြောလျင်ဒါဆိုရင်ငါသမီးကဘလို့လောက်ချင်တာလဲ ကျုပ်တော်များခက်ကိုချုပ်ထားပြစီပြီးရင်တော့သူ့ထိုင်တဲ့သူ့ကံမအဖွားရင်ဟုတ်ပြီငါသမီးသဘောအတိုင်းပဲသူ့ကိုချုပ်ထားပြီရောဖွားမိစဉ်ကရှင်ညိုစန္ဒာခွင့်ပြုပြီးရင်ဒုခါရှင်ညိုကတော်များခက်ရဲ့လက်ပြကိုလှုပ်၍မရငင်းဆန့်၍မရအောင်အမိတ်ပေး၍ချုပ်ထားတော့တယ်တော်များခက်ကိစ္စပြီးလေမှဖွားမိစဉ်နဲ့စကားထိုင်ပြောနေခဲ့ကြတယ်ကိုကြီးတူတူတော့ဘယ်မှာကြံခဲ့လဲဖွားရှင်ညိုကမောင်တူးနေမောင်ကိုမမြင်ရတာကြောင့်မီးရှာတယ် ပါလာပါတယ်ဤကိုမြဟောဟိုနာမှာထိုင်နေခဲ့ကြတယ်သမီးရဲ့ရှင်ညုံနဲ့နန်းချိုင်မှာဘွားမေစီညှို့ရတော့လှမ်းကြည့်လို့ဇီးပင်အုံလေးကိုမြင်လိုက်ရတယ်။လာညီမလေးမမတို့သွားကြည့်ကြရအောင်။ရှင်ညုံကနန်းချိုင်လက်ကိုဆွဲကအတူတူသွားကြလေ။ကိုကြီးတို့နဲ့ကိုရုံဟာရှင်ညုံနဲ့နန်းချိုင်နန်းချိုင်ညီမလေးဘာမှမဖြစ်ဘူးနော်။အမလီအခုမှစိတ်ဖူပေါ်ရသေးတယ်။ဘာလို့ဒီမှာထိုင်နေကြလဲ။လိုက်မလာကြပဲနဲ့။မဟုတ်ပါဘူးဟာ ဘွားတို့ကငါတို့ကိုနေခဲ့ကိုင်းလို့ပါနန်းကြိုင်ရဲ့နေပါမှမဖြစ်တာမြင်ရတော့ငါဖြစ်ဝမ်းသာလိုက်တာနန်းကြိုင်ရာကိုကြီးအဝတာဝမ်းသာနေရပါဟိုတယောက်ကတော့ကျုပ်တို့တော့မကြည့်ပါနေနာလိုက်တာတော့နန်းကြိုင်ရာငြိမ်နေသောမောင်တို့ကိုကြည့်ပြီးပြောလျော့မောင်တို့ခေါင်းပေါ်လာရှာမောင်တို့အမြင်တော့နန်းကြိုင်တင်မကရှင်ညိုပါအံ့ဩသွားခဲ့တယ်မောင်တို့ကမျက်ရည်များဝိုင်းပြီးငိုတန်ကြည့်ဖြစ်ငါဘလောက်စိတ်ပူလိုက်ရလဲနင်းသီးရဲ့လားနန်းကြိုင်ငါတိရလုံးရှိရနေနင်းပြောက်သွားလေ ။နေသာခုနေတခုခုဖြင့်ငါ့ကိုယ်ကခွတ်လွတ်မှာမဟုတ်ဘူးဟ။ဒီကြားထဲရှီညိုကပါလိုက်သွားတော့ငါတို့နေနို့နှစ်ယောက်လုံးအတွက်ပို့လို့တော့စိတ်ပူနေရတာဟာလို့ပြောကငိုချတော့တယ်။ဒါတော့ဟုတ်ပါရဲ့ဟာ။မောင်တို့ခင်ဗျာတောင်ချေရွာသွားပြီ။အကြီးကိုလည်းခေါ်ရသေးရဲ့လေ။ခကြီးကပန်းတာတစ်မျိုးနေနို့ညီမောင်စိတ်ပူတာတစ်မျိုးနဲ့ဒီခေါင်းခုတ်ခုတ်ငိုနေရငါ့မျက်မြင်ဟာခုတော့နေနို့ပါမြင်သွားပြီပေါ့ဟာ။ဟာဗျာဒီမှာတကယ်ဝမ်းနေလို့ငိုနေရဗျမဆပါနဲ့ကိုရုံရ ဟိကျုပ်တို့ကိုကြီးတို့တရားဒီလောက်တာအသေးငယ်တတာကျုပ်တို့ခုမှပဲမြင်ဘူးတော့ရေတော့ကဲပါငုံမလီပါနဲ့ရောကိုကြီးတို့ရဲ့ကျုပ်တို့ညီမဘာမှမဖြစ်ပါ နောက်ပြီးနှာရီတွေကျနေရကြီးကမြင်လို့တော့မကောင်းတော့ဟာဒီတောက်ကလေးကတော့ငုံနေပါရဲ့ဆိုမြင်ကောင်းငုံရမလားဟာနန်းတန်ရမောင်တို့ပြန်ပြီး နှစ်သိမ့်ပြီးနေရတယ်ကဲညီမလေးမမရွာလေးပြန်ဝင်တော့မယ်ညီမလေးကဖားတို့နဲ့အတူနေခဲ့နော်ကိုကြီးအုံးတို့လည်းအဖွားတို့ကသူတို့စီလာဖို့ခေါ်နေရဲ့ မမကဘာလို့ရွာထဲပြန်ဝင်มาလဲအခုကတုတ်တုတ်တူပြန်ရတော့မှာမဟုတ်ဘူးလားဘယ်ရတာပြန်ရမှာလဲညီမလေးရေမမတို့တွေအဓိကလူကို မရှင်းရသေးဘူးလေမမတို့တွေအဓိကလူကိုမရှင်းရသေးဘူးလေဒီလူကို ရှင်းပြီးမှာပဲမမတို့ပြန်လို့ရမှာညီမလေးရေဒါဆိုလဲမမပြူးစားအောင်နော်ကြုံမမအောင်စိတ်မပူပြစေနဲ့နော်စိတ်ချပါညီမလေးရေရှင်ညိုနေပြူးဆိုင်နော်နေသားတစ်ခုခုဖြင့်အကြီးကငါ့ကိုစုမဟာအမလီ ကျုပ်ကိုစိတ်ပူတာမဟုတ်ပဲအကြီးစုမှာကြောက်နေရပေါ့လေကိုနဲ့ချီးပွဲစားဘာဘာငါဘလို့ခေါ်လိုက်တယ်ခုမှအော်မနီနဲ့ဝဝါထွက်သွားပြီ ကိုနဲ့ချီးပွဲသားရဲ့ကျုပ်တို့လည်းသွားကြစို့ဟာဒီကလေးရင်းနေတော့ကွာကဲမင်းကလည်းမဟုတ်တာကြလို့နှစ်ချီးပွဲစားရလာပါတို့လည်းသွားကြစို့ရှင်ညုံနဲ့နန်းကြိုင်တို့ကစားနောက်သွား၍မောင်တိုးမှာအလိုမကျဖြစ်နေရှာတယ်တောက်ကိုမောင်အောင်ကပင်ထိုအမိကိုထတ်ခေါ်လျာကြောင့် အောင်တက်တက်ဖြင့်လိုက်လာခဲ့ရတော့တယ်။အဖဟောတမီးတို့တော်ရောက်လာပြီပဲ။ကျုံရွာထဲကိုပြန်ဝင်တော့မယ်ခွာ။ညီရရွာထဲကိုဘာကိစ္စပြန်ဝင်မှလဲရှင်ညိုရဲ့။ဒေါ်နော်ခန်းကရှင်ညိုကိုပေးလေ။တော်နေဆိုအောင်လမ်းမင်းကောင်တို့ပြန်ရောက်လာကြတော့မယ်အရှင်။ကျုပ်ကသူတို့ဘက်ကလူလိုပဲနေနေရလိမ့်မယ်။ဒါမှသူတို့ဘလို့တုတ်ပြန်မလဲဆိုတာသိရမှာလေ။မဟုတ်တာရှင်ညိုရဲ့။အကြီးတို့နဲ့ရွာပြင်မှာပဲအတူနေစမ်းပါ၏။ညီသာရွာရေးပြန်ဝင် ိုကညို့တစားခံလုံနေအကြီးရောဘာတက်နိုင်မှာတော့ဤဟုတ်တယ်သမီးရှင်ညို့ခုနေသမီးပြန်လဲဘာမှလုံနိုင်မှာမဟုတ်ဘူးဒီနေရာနေပဲစောင့်ကြတာပေါ့ဤဒါဆိုရင်တော့အဖွားတို့ဘက်ကကျုပ်ကိုတစားခံလုံပါဘာလို့ဆို အောင်လန်းမင်းက ကျုပ်ကိုလိုချင်နေရဲ့သူမလို့ပါအဖွားဘလို့အောင်လန်းမင်းကငါသမီးကိုလိုချင်နေရဲ့ဟုတ်တယ်ဖွားအောင်လန်းမင်းကကျုပ်ကို သူမရတော်ချင်နေရဲ့ဒီကောင်ကအကောင်းတော်ကြိုက်သေးတာပဲအေးပါလေ တမီပြောတယ်လို့ပဲစမ်းကြည့်ကြတာပေါ့ခေါမေစိန်တို့ပြောဆိုနေကြသည်များကိုဆုံးဖြူမလေးယောက်ကလည်းနားထောင်နေကြတယ်အစောပိုင်းကပညာစွန့်သွားတဲ့စုံထီဆုံးမများကိုတော့ရွာမအပီးပိုင်းထွက်သွားခိုင်းထားပြီးဖြစ်တာကြောင့်သူတို့အားလုံးအနေနိုင်မရှိကြတော့ဘူးဟာဟိုမှာငှက်ကြီးငါးကောင်ပြရွာပေါ်ပတ်ပြန်နေကြတယ်မောင်တိုးကလက်ညှိုးထိုးပြီးအော်ပြောလျော့ခေါမေစိန်တို့လမ်းကြည့်လိုက်ကြတယ်လဒရီပဲကြည့်ရတာအောင်လန်းမင်းကောင်နဲ့ သူ့မယားပြန်ရောက်လာကြပဲဖြစ်မယ်။ကဲဒါဆိုသူတို့ရွာရဲ့အခြေအနေသူတို့သိကြတော့မယ်။မောင်တို့ရောဖွားတို့အနောက်မှာပဲနေကြခွင့်ကြားကြရဲ့လား။ဟုတ်ကဲ့ပါ။ဖွားမေစိန်တို့လည်းအောင်လန်မင်းကောင်တို့အလာကိုအတင်းဆောင်နေလိုက်ကြတယ်။ရှင်ညိုကတော့မြေပေါ်၌ဒူးလေးထောင်ရဲ့ငြိမ်သက်နေခဲ့ရှာတယ်။လတာကြီးငါးကောင်မှလည်းရွာကိုပတ်ပြီးပြန်ဝဲနေခဲ့ကြတယ်။သူတို့ရွာအခြေအနေအကဲခန့်နေကြပုံရ යි ။သို့တော်မကြပါထိုလတာငှက်ကြီးငါးကောင်တီး ရွာအပြင်သို့ပြောင်းဝဲလာပြီးရွာအပြင်ရှိဖွားမိန်စိန်တို့ကိုမြင်လျော့မှမြေသို့တက်ဆင်းလာခဲ့ကြတယ်။မြေပေါ်သို့လျှောက်တည်နေအောင်လန်မင်းကောင်နဲ့မယားလေးယောက်ဖြင့်ပြောင်းလဲသွားခဲ့ကြလျက်။ဘယ်ရဟာရီရောအင်ရှင်မရှိအောင်ထင်တိုင်းဝင်ကျဲထားတတော်ရုံညံ့တဲ့ဟာရီပါလားလို့အောင်လန်မင်းကောင်ကဒေါသတကြီးပြောလျက်။ဟဲ့အောင်လန်ကငါတို့ကလင်းတို့ရဲ့တဲဝင်တာမဟုတ်ဘူး။နေရတဲ့ဟာရီအပြင်ခေါ်ပြီးရှင်းထုတ်တာဟဲ့။နေနိုးကဒါတို့မြောက်ကြောက်ပြီးပုံနေကြသလားမသိ ဒေါ်တော်ခန်းကပြန်၍ခုတ်တုံပြန်လျော့အောင်လံမင်းခေါင်မှာအန်ကြီးကိုကြိတ်ပြီးကြိနေခဲ့တိုးတော်ရှင်ညို့မြင်လျော့အန်ကိုပင်မကြိတ်နိုင်ရှာတော့ပဲရှင်နောင်တော်ပါသည်ရဲ့ရှင်နောင်ကြုံမြင်ရသည်လို့ကြုံဖြစ်စိတ်ပုံလိုက်ရရှင်နောင်ရဲ့လို့ပြောလေဟောဘသူများလဲလို့တမအေးတဖေးတမ်းမွေးထားတဲ့အမကြီးကပါလာတာပဲတာခမားကြံကုန်မဲလားအောင်လံမင်းခေါင်ကအမဖြစ်သူအကြီးမုံကိုပါမြင့်သွားပြီးစကနာထိုးတော့တယ် အရင်မောင်မှမောင်ဖြစ်သူစကားကြောင့်မျက်နာပြီးညှိုးသွားခဲ့တယ်။ကဲအချိန်တွေကြာတယ်ကွယ်။ဖွာပြောလိုက်တော့မယ်။အခုမောင်ရဲ့ပညာစွန့်မလား။အသက်ကိုပဲစွန့်မလားဆိုတာရွေးတော်ကွယ်။ဖွာမေစင်ကပြောတော့အောင်လန်းမင်းကောင်ကပြုံးတယ်။အဖိုင်ကျုပ်ကဒီပညာခင်များပေးရဆုံးမရီလို့အလကားရလာမဟုတ်ဘူးဗျ။ကျုပ်စူးစမ်းမှုတွေကြောင့်ရလာခဲ့တာ။ဒီတော့ခင်များစကားမရှိနေဗျာတိတ်ကြတာပေါ့။ဟိုကောင်မကြီးစက်တွေဖြန့်ကြစမ်း။ အောင်လန်းမင်းကောင်ကမယားဖြစ်သူဆုံးမလေးယောက်ကိုဆက်များဖြန့်ခိုင်းတော့တယ်။မယားလေးယောက်မှလည်းအောင်လန်းမင်းကောင်ရဲ့အရှိနိုင်နေရယူပြီးဆက်များကိုထုတ်ကန်းဖွားမိန်စိန်တို့ဝင်းမလာနိုင်စီရန်ဖြန့်ထုတ်ကြတော့တယ်။ဒီကောင်မတွေတုတ်တုတ်တောင်းရင်ရှုမယ်အမေ။အမေတို့သာအောင်လန်းမင်းကောင်ရှင်ပါ။အကြီးအိုကဖွားမိန်စိန်ကိုထုတ်ထုတ်ပြောပြီးသူတို့လေးယောက်သည်အောင်လန်းမင်းကောင်နဲ့မယားလေးယောက်ကို ရှင်းလင်းဖို့ရှေ့ထွက်ကြတယ်။ညီတို့ဆက်တွေကဒီလောက်ပဲလာ၏။ဒီမှာကြည့်ဆက်ဖြန့်အင်း ။ဆုံးမလေးယောက်သည်ဆက်ဖြန့်အင်းများဖြင့်ဆုံးဖြူမလေးယောက်သည်ဆက်ဖြန့်အင်းများဖြင့်ဆုံးမရရဲ့စက်တမ်းများကိုပေါက်လျာဆုံးမရရဲ့ဆက်များပြတ်ထွက်ကုန်လေ။ဟဲ့ကောင်မညီတော်ကြုံမရရီလို့မပြောသင့်တော့အတော်ညံ့တာပဲဆက်တွေပေါင်းပြီးဒင်းတို့တိုက်ကြစမ်းအောင်လန်းမင်းကောင်ကဒေါသအတော်ထွက်နေပြီဖြစ်တယ်ဆုံးမများကိုလည်းမှန်မဲလို့နေဆုံးမလေးယောက်မှာအောင်လန်းမင်းကောင်ပြောတဲ့အတိုင်းဆက်တန်းတို့ကိုစုပေါင်းပြီးပြန်လဲတိုက်လာကြတယ ထို့အခါဆုံးဖြူမလေးယောက်ကလည်းတဖက်ဆုံးမတွေရဲ့စက်တမ်းများကိုပြန်လေခုခံကြရပြန်နေအာလမ်းမင်းကောင်သည်သူကိုယ်တိုင်ဝင်မတိုက်သေးပဲမယားဖြစ်သူဆုံးမတို့ရဲ့အခြေအနေကိုသာရက်ကြည့်နေခဲ့တယ်။ဆုံးဖြူမတို့ရဲ့တံပြန်ခုခံမှုကြောင့်တဖက်ဆုံးမများမြေပေါ်သို့ရှုပ်ပြတ်ဆင်းပြတ်လဲကျကုန်တော်တယ်။ထားကြစမ်းဟဲ့ငါပြောနေရလေထားကြစမ်းအောင်လမ်းမင်းကောင်သည်အော်ဟစ်ပြီးထားခိုင်းတော်လဲဆုံးမများမှာအထိနာသွားကြတာကြောင့်ပြန်ပြေမထနိုင်ကြပြီ။ မထနိုင်တဲ့အဆောင်သွေးများတိုးအံကတေပွဲဝင်ခဲ့ကြလေ။ဟဲ့မယားရီပဲအာကုမဏီစံနဲ့နင်ကိုရိုင်ဝင်တိုက်လေ။ဒေါ်နော်ခန်းကအလန်မင်းကောင်စိန်ခေါ်လိုက်တယ်။စကားမရှိပါနဲ့။နင်တိုက်မယ်ဆိုရင်တိုက်စမ်းပါ။ငါ့အကြောင်းပြရသေးရပေါ့။အောင်လန်မင်းကောင်ကပြောလျော့ဒေါ်နော်ခန်းကသူ့ဆက်များထုတ်၍တိုက်တော်တယ်။အောင်လန်မင်းကောင်သည် ရုံးညံ့သောဂါရာများကိုရွတ်ဆိုပြီးဒေါ်နော်ခန်းရဲ့စက်တမ်းများကိုဖနောက်တစ်ချက်ပေါက်ချပြီးဖျက်ဆီးပစ်ခဲ့တယ်။ ဒေါ်နာခမ်းပင်အံ့ဩသွားတယ်။ဘောင်းမင်းစင်းတို့မှလည်းအောက်လန်းမင်းကောင်ရဲ့ပညာကလည်းမခေဘူးဆိုတာသိလိုက်ကြတယ်။ကဲနင့်အလှဲ့ပြီးငါအလှဲ့။အောက်လန်းမင်းကောင်သည်သူ့ရဲ့လက်ကိုလက်သီးစုပ်သဖွဲလှုပ်ပြီးပါဇက်ထိန်လိုက်ထားကကာရာများရွှွန့်လျင်ထိုသူပြုတ်လုပြီးနောက်ထုံလက်အတွင်မှပျက်စီးသဖွဲတစ်ဖြက်ဖြက်တောက်ပါတဲ့စက်တမ်းများဖြင့်ဘောင်းမင်းစင်းတို့ထံသို့ပြစ်လျော်တယ်။ဆုံးဖြူမလေးယောက်နဲ့ဒေါ်နာခမ်းတင်မကဘွားမင်းစင်မှာထိုဆက်များကိုခုခံတားဆီးကြရတယ် ဘလို့လဲအတော်မှအရသာတွေ့ကြရဲ့လားမင်းကောင်ဆိုတာဘလို့လူမျိုးလဲဆိုတာနင်တို့သိကြပြီမဟုတ်လားကဲရှင်တော်အခုဘက်စီကိုအမြန်လာတော့လေအောင်လန်းမင်းကောင်ကရှင်ညို့လှမ်းခေါ်ရင်ရှင်ညို့ကလည်းနေရာမှချက်ချင်းထပြီးအောင်လန်းမင်းကောင်ဘက်သို့သွားတော့တယ်အခုဒီကောင်မတွေပွဲသိမ့်လာအောင်မယ်မြမဘေးမှာအသာရက်ကြည့်နေကြရှင်ညို့ပျော်ပြီးဖွားမိန်စင်တို့ထတ်တော့ဆက်များအဆက်မပြတ်ထုတ်က တိုက်နေခဲ့ရထိုနေရာဒီအလင်းအောင်များတဝင်းဝင်းဖြစ် တောက်ပနေကြတော့တယ်။ဖွားမေချိန်တီကသူ့ရဲ့နဂါတောင်ဝေးကိုလက်နိုင်ကြစ်ကြစ်ပေါင်းစုပ်ကင်လို့ထားပြီးနဘေးရှိဆုံးဖြူမာများနဲ့ဒေါ်နော်ခန်းတို့ရဲ့အခြေအနေကိုလှမ်းကြည့်လိုက်ရ။ဆုံးဖြူမာများမှာအာအတန်တင်လျှော်နေနေရှာပြီးဆိုရာတတိထားမိလိုက်တယ်။မိဘတို့တောင်ဝေးကိုမန်အပြေးပြေးစောင့်ချလိုက်ပြီးသူ့ရဲ့လက်အစုံကအောင်လံမိကောင်ထက်တို့လက်ညှိုးညွန်ကားထားတယ်။နှုတ်မကာရာများအဆက်မပြတ်ရွတ်ဆိုနေရဲ့ဖွားမေစိန်တီသူ့ရဲ့နဂါတောင်ဝေးမှာထွက်လာတဲ့အလင်းတန်းကို အောင်လံမင်းကောင်ထံသို့ပြစ်သွင်းလျာဝုံကနေမိတန်ကြီးနဲ့အတူအခိုးငွေများပါထွက်လာခဲ့လျေဆုံးဖြူမများနဲ့ဒေါ်နော်ခန်းတို့လည်းအောင်လံမင်းကောင်ကိုတိကျစိုက်ကြည့်နေတယ်။သို့တော်အခိုးငွေများပျောက်ွယ်သွားချိန်၌အောင်လံမင်းကောင်မှပျောက်ချင်းမလားပျောက်သွားခဲ့လျေအောင်လံမင်းကောင်ပျောက်သွားတာကြောင့်ရှင်ညိုပင်ဟိုဒီကြည်ကရှာဖွေနေခဲ့တယ်။ဘောင်းမေချင်းတီကတစ်ပင်တစ်ခုအထက်သို့လှမ်း၍ကြည့်နေခဲ့တယ်။ထိုတစ်ပင်မှာကြီးကန်းတစ်ကောင်တီတိကိုင်းအထက်၌ရှိနေခဲ့တယ်။ ဖွားမယ်စိန်ကြည့်နေတဲ့တက္ကိုင်းစီတို့ရှင်ညိုတို့အားလုံးအကြည့်ရောက်သွားခဲ့ကြတယ်။တမီးတော်ခန်ညီရဲ့ကွန်နဲ့ပြစ်ဖမ်းပြီတော့ဤဖွားမယ်စိန်စကားအတိုင်းဒေါ်တော်ခန်သည်သူ့ရဲ့လွယ်အိတ်အတွင်မှကွန်တစ်ခုကိုထုံလိုက်တဲ့ချိုကွန်ကိုသစ်ပင်ပေါ်ရှိ ကြီးကန်းထံသို့ဖြန့်ကျဲပြစ်လိုက်ရာ ကြီးကန်းသည်ကွန်နိုင်ညီ၍ရုံးရင်းဆန်ခတ်ဖြစ်ကမြေပေါ်သို့ပြုတ်ကျလာခဲ့ရော။ဒေါ်တော်ခန်ရဲ့ကွန်သည်ရိုးရိုးကွန်တစ်ခုမဟုတ်ခဲ။ဆုံးကဝေးအောက်လန်းတို့ရုံးရင်းမရ ြင်းရင်မရစေတဲ့စုံးကဝေနိုင်တဲ့ကွန်တစ်ခုသာဖြစ်ပေထိုကွန်ကိုလည်းတတဝါအဖြစ်ပြောင်းလဲခြင်းလိုက်တာအသုံးပြုရရာကြောင့်ဒေါ်နော်ခန်းကိုဖွားမင်စင်ဟာအချိန်တိုက်ခိုင်းလိုက်ခြင်းပေဖြစ်တယ်။ကွန်နဲ့ညှိ၍မိဘော်ကြလာတဲ့ကြီးကန်းသည်အောင်လန်းမင်းကောင်အသွင်သို့ပြောင်းလဲသွားတယ်။အာပူလိုက်တာ အမလေးပြကျုပ်ပူလာကြည့်ရဲ့အောင်လန်းမင်းကောင်သည်အော်ဟစ်ပြီးညီးတွားနေခဲ့တယ်။မောင်ဖြစ်သူရဲ့အဖြစ်ပြက်ကိုကြည့်ရင်လည်းအကြီးမောင်သည်စိတ်မကောင်း၍မျက်ရည်များပင်ကျနေခဲ့ရှာ ဒါအတီးရဲ့ဖွားမိစင်ဟာအကြီးမောင်အားမိမောင်ညီမောင်ဖွားတို့ဘက်ကဘာဆက်လုပ်တင်တလဲညီဆိုရောဘလို့ဆုံးဖြတ်မလဲဤကျုပ်တူတာတခြားသူဆိုရင် သူလုခဲ့အပြစ်တွေတက်သူ့ငရဲတန်းပိုးမိမှာအမှန်ပါပဲရှင်ဒါပေမဲ့အခုကသူဟာကျုပ်မောင်လေးဖြစ်နေရောကျုပ်မကြည့်ရဘူးအမေကြီးရဲ့ဒါပေမဲ့အမေကြီးတို့ဒါပုံအင်အားလေးကျုပ်မှာမရှိပါဘူးအမေတို့ဘာသာပဲဆုံးဖြတ်ကြပါ အရင်မွားငိုလျက်ပြောပြီးနေရာမှကြောခိုင်းထွက်သွားတော့လေမမအောင်လန်းမင်းကောင်သည်အမဖြစ်သူအားလှမ်းခေါ်ရှာသို့တော့အရင်မောင်သည်နောက်သို့ပြန်၍လှမ်းမကြည့်ပေကဲမင်းကဖားတော့မောင်ကြီးရှိရလူတွေလိုပဲမေးရတော့မှာပဲအဲ့ဒါဘာလဲဆိုတော့ပညာစွန့်မလားအသိခံမလားဆိုတာပဲကွယ်လို့ဖောင်းမိန်ဆရာမေးလျော့အောင်လန်းမင်းကောင်သည်ကိုယ့်ရဲ့တတိကြောင့်နာကျင်နေရဲ့ကြာမှချုပ်ချုပ်ပညာတွေစွန့်မာတော့မယ် ကျုပ်မားရီကျုပ်တိပါပြီလို့ပြောတာကြောင့်ရှင်ညိုတို့ပင်အံ့ဩသွားခဲ့ရတယ်။အောင်လန်းမိကောင်ကဲတို့လိုကအခုလိုအလွယ်တကူပညာစွန့်မယ်လို့ပြောတာကြောင့်အံ့ဩကြခြင်းဖြစ်တယ်။မောင်ရီတကယ်ပဲပညာစွန့်နိုင်တာလား။ဖောမေကြီးကတေချာအောင်ထက်ရွေမေး။ကျုပ်စွန့်မှာပါအမေ။ကျုပ်အမောင်ကျုပ်တောင်းပန်ခြင်းတည်း။ကျုပ်ကိုယ်တိုင်လည်းအသက်ဆက်ပြီးရှင်ကျင်သေးရဲ့ဗျာ။အောင်လန်းမိကောင်ကထို့သူပြောလျော်ဖောမေကြီးတို့လည်းအောင်လန်းမိကောင်ကိုတစ္ဆာဆိုပြီး ပညာဆုံးခိုင်းကြတော့တယ်။ကျွန်ုပ်မင်းကောင်းသည်ယနေ့မှစ၍ခုနှစ်ရက်သားသမီးတို့အပေါ်၌အပြင်းမဲ့တက်တက်ရံပြူတက်ပြိုင်ရှုံမာခဲ့သည်ရှိတော့ကျွန်ုပ်ဤဥကောင်းသည် ရှစ်စိတ်တိတိကွဲအပ်၍တည်ဆုံးပါစေသားလို့ပညာဆုံးခိုင်းရုံမကထပ်မံ၍ကျင့်တွေ့ခိုင်းကြ၏။ထိုကျင့်တွေ့ခြင်းကိုလည်းဆုံးဖြူမှ၃ယောက်ကလှောက်ဆောင်ပြီးခဲ့ခြင်းဖြစ်တယ်။ကဲသမီးတော်ခံညီရဲ့ကိုပြန်သိမ့်လိုက်တော့ ဒေါနော်ခန်းသည်သူ့ရဲ့ကွန်ကိုပြန်၍သိမ်းယူလိုက်တယ်။ကျုပ်အမကြီးတုံလိုက်သွားပြစေရော။ရှင်အောင်လည်းကျုပ်နဲ့တူတူလိုက်မယ်မဟုတ်လား။အောင်လန်းမင်းကောင်ကအခုထိရှင်ညို့အကြံကိုမသိရှာသေး၍မေးလေ။ကျုပ်မလိုက်နိုင်ကိုမင်းကကျုပ်ကအမေကြီးတို့ဘက်ကပါ။ဘလို့ဒါဆိုရှင်အောင်ကကျုပ်ကိုညှားထားတာပေါ့။ဖြစ်နိုင်ရည်ရှိမယ်နီကိုတုံးခဲ့ရတဲ့သဘောပါပဲ။အော်ကျုပ်ကတော့ကျုပ်ပညာတွေစွန့်ပစ်ပြီး ရှင်နောင်ရဲ့မမရဲ့အနာရှင်ရပြီလို့တွေးခဲ့မိသေးတယ်။အင်းမော်လေးကျုပ်အပြင်နဲ့ကျုပ်ပေါ်ရှင်နောင်ရဲ့အောင်လမ်းမင်းကောင်ကယောက်ျားကြီးတမဲမိရင်များဝဲလျက်ရှင်ညို့ချင်းပြောလေကျုပ်နာမည်အမှန်ကရှင်ညို့ပါ အောင်လမ်းမင်းကောင်ခေါင်းကိုညိတ်ပြီးဟုတ်ပါပြီရှင်ညို့ကျုပ်သွားလိုက်ပါအောင်မယ်လို့ပြောပြီးအနီးမှထွက်သွားတော့တယ်အောင်လမ်းမင်းကောင်မှအမဖြစ်သူအရင်းမုံစီတို့သွားပြီးအမဖြစ်သူအားသူ့မားကြောင့်များပြောပြီးငိုယူကတောင်းပန်ဆိုင် နဂိုကလေးကအပြစ်မတင်ရတော့အကြီးမုံခမရမှလဲမောင်ဖြစ်သူကိုခွန့်လို့ပေးရှာ යි ။ကဲအဖိုင်ကျုပ်တို့ကတော့ဒီမှာပဲခဏနေခဲ့ပါအောင်မေအမအုံနဲ့အမခိုင်တို့ကျုပ်ကိုနေခဲ့ခွင့်ပြုကြပါနော်ခွင့်ပြုပါညီမရဲ့ကျုံညီမအခုလိုပြောနေရမြင်ရတာကျုပ်တို့ဝမ်းသာလာပါပြီအေးအကြီးမုံကအာလန်မိကောင်ရဲ့အိမ်၌သာနေခဲ့အောင်မေလို့ပြောတော့အကြီးအိုတို့ကအသာတကြီးပင်ခွင့်ပြုပေးကြတယ်ဟော နေအောင်အေးမေးတော့မလို့ ဟိုမြခက်ဆိုရဲကောင်းမရင်လိပ်ပြလွတ်ပေးရအောင်မယ်လေသမီးရှင်ညိုညီတို့လွတ်ပေးလိုက်တော့ဟုတ်ကဲ့ပွားရှင်ညိုလည်းဆုံးမကြီးတော်မြခက်ရင်လိပ်ပြကိုလွတ်ပေးလိုက်တော့တယ်ဆုံးမကြီးမှလည်းအောက်လန်မိကောင်တို့မောင်နှမနဲ့အတူရွာလေးတို့ပြန်ဝင်သွားတော့တယ်ကဲကိစ္စရင်းအားလုံးရှင်းသွားပြီဆိုတော့ဖွားတို့တတွေလည်းပြန်ကြတာပေါ့အေးထို့သောဖြင့်မောင်တို့နဲ့မောင်တို့ကလဲတစည်းစီဖြင့်မောင်းလာကြရဖွားမေချင်းတို့ကမောင်တို့လှဲပေါ်တက်ပြီးဆုံးဖြူမှာ၃ယောက်က မောင်အောင်လှဲပေါ်သို့တက်လိုက်ကြိုင်အရင်ဆုံးဆုံးဖြူမားရဲ့အရက်တို့ပြန်လာခဲ့ကြိုင်လက်အထက်၌စနောက်တန်းရေမောတန်လေးများဖြင့်စူညံနေရောဖွားမိန်စိမ်မှပြုံး၍အခုမှပဲဒီတန်လေးတွေကြားရတော့တယ်အေးလို့ပြောဆိုင် ဆုံးဖြူမားတို့အရက်တို့ရောက်တော့တညာတဲခိုပြီးနောက်တနေ့နန်းနန်း၌တောင်ထွန်းရွာသို့ပြန်လာခဲ့ကြိုင်အရင်တော်ကမ်းမှပင်တောင်ရှင်ရွာသို့မပြန်ဖြစ်သေးပဲတောင်ထွန်းရွာသို့ဆက်လိုက်လာခဲ့တယ်အမေ တမိအမလီကျုပ်တမိလေးတော့တမိလေးဘာမှမဖြစ်ဘူးမလားဟင်အမေဝမ်းတာလိုက်တာတမိရဲ့အမေကတမိကိုမျှော်နေရဤတော်ဝင်းမှာနန်းကြိုင်ကိုပြေးကာပွင့်ရင်းဝမ်းတာမျက်ရည်ပြားကြားလျက်ပြောနေဆိုင်ခင်များချက်ကလည်းမောင်တို့နှစ်ပေတို့ရောက်လာဆိုင်အကြီးကသူ့တမိကိုဆိုရင်ကောင်းကောင်းလည်းမအိတ်ကောင်းကောင်းလည်းမဆောက်ဘူးအဖွားရဲ့ကျုံနဲ့တကြီးတို့ပြင်ဖွားလို့မမြန်လာပါသေးလို့ဆူတောင်းနေကြရတာအမောပဲတော့ဟုတ်တယ်မေကြီးကျုပ်ဖြစ်သူ့ကိုကြည့်ပြီးစိတ်မကောင်းလို့ လိုက်ငုံနေခဲ့ရအခုမှပဲစိတ်အေးရတော့နေဗျာကြွားကိစ္စတော့ဘာမှလှည့်မကြည့်နိုင်ဘူးအမေကြီးရဲ့အမေကြီးတမီးကတော့သူ့တမီးကိုချစ်တာစံတင်လောက်ပါရဲ့ဗျာကြွားတကြီးနဲ့ခင်များချက်စကားကြောင့်တောင်ဝင်းမှာရှက်ရဲလေးရင်နေခဲ့ရှာတယ်တမီးတောင်းမှန်ပါရင်တော့အမေနောက်ကအခုလိုမျိုးထပ်မဖြစ်စေရဘူးလို့တမီးကတိပေးပါတယ်အမလီညီနောက်တစ်ခါသာအခုလိုထပ်ဖြစ်မင်းဆိုကျုပ်ကတော့တင်ရကြီးရဲ့မနှမ်းကြရဲ့တော်ဝင်စကားကြောင့်ဖွားမိန်စိန်တို့ပင် ပြုံးမိကြတယ် ကဲမတ်တက်ကြီးပဲရက်မနေကြနဲ့လေဗျာအရင်ထိုင်ကြရအောင်အရင်တော့ကန်ထိုင်မအောင်ကြက်အရင်ညောင်းနေရောမေဗျာအမလီသူ့အကြီးကတိတက်လိုက်တာနှစ်ချီပွဲသားတို့များနှစ်ချီပွဲသားနှစ်ချီပွဲသားဆိုတာဘု து ့ကွာလဲကိုကြီးအောင်ခင်များချစ်ကမတိသေးရကြောင်းမေးရှိုင်းမောင်တို့မျက်နာကြီးမှာစူပုတ်ပြီးနေခဲ့ဒါအောင်ကြီးွေမအောင်မှာရေရေမမောဖြိတ်ဘု து ့ကိုပြောရမှာလေဟာနန်းကြိုင်နေချင်းညိုဒုက္ခရောက်သူ့ကြောင့်မဆိုပြီ နှက်တွေကြရင်ဒီငိုတဲ့နေယောက်ျားပြောတာဟေးခင်ဗျာချင်ရဲ့လို့ပြောကဝိုင်းပြင်တို့ထွက်ပြေးလေရောမောင်တို့မှအနောက်ကအပြေးလိုက်ပြီးမောင်အောင်ရဲ့ကြော်ကိုရှိုက်တော်တယ်ပြေးသူအပြေးလိုက်ရိုက်သူအရိုက်ဖြစ်ပျော်ရွှင်နေကြသူများကိုကြည့်ပြီးဖွားမေချင်းတို့ထံမှရေမောတံများဖြင့်ထွက်ပေါ်နေခဲ့လေတို့တို့ဖြင့်ပညာစွန့်လိုက်သောအောင်လန်းမင်းကောင်တီအမဖြစ်သူအကြီးမောင်နဲ့အတူနေထိုင်ပြီးတော်များခက်ကိုဆောက်ရှောက်ပေးနေသလိုအခါတင်တိုင်းရှင်ညို့သတိရနေခဲ့ရှာ ရှင်ညိုမှာတော့ညမဖြစ်သူနန်းချိုင်နဲ့သူ့ရဲ့အဖွာအတော်အကိုများဖြစ်တာတောင်ထွန်းရွာ၌ပျော်ရွှင်စွာနေထိုင်နေခဲ့တော်တယ်။ဇလန်လီကတော့ဤများနဲ့ပြီးဆုံးသွားပါ යි ။ထမှန်၍လည်းဇလန်အစ်စ်များကိုလည်းတင်ဆက်ပြီးသွားမှာပဲဖြစ်ပါရဲ့ရှင်။အပိနားစီသူတိုင်းလည်းစိတ်ချမ်းသာ၍ကိုကျမ်းမာပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါရဲ့ရှင်။